မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကျေးဇူးလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ကောင်းစဉ်လေးကတော့ခရိယန်သားသမီးကျင့်ဝတ်အပိုင်းနှစ်ဖြစ်ပါတယ်အဓိကဝေငါမဲ့ကောင်းစဉ်လေးကတော့ပညာရှိသောသားသမီးဖြစ်စေပါသို့မဟုတ်မိဘကိုမျက်ရည်မကျဘဲနဲ့ပျော်ရွှင်စေပါဆိုတဲ့ကောင်းစဉ်နဲ့ဝေငါအလင်းပေးခြင်းတာဖြစ်ပါတယ် ကျမ်းချက်လေးတစ်ချက်ဖတ်ရအောင်နော်ပုတ်တန်ကျမ်းအခန်းကြီး30အငယ်1ဖြစ်ပါတယ်ရှောလမုန်မင်းဤတုတ်တန်စကားဟူမူကားပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်းအကြောင်း မိုက်သောသားမူကားအမိဝမ်းနေခြင်းအကြောင်းကို ဖြစ်စေတတ်၏တဲ့ချက်တော်ညီကိုမောင်မတော်တမချင်းစာထဲမှာဘလို့ပေါ်ပြလဲဆိုတော့မိုက်တဲ့သားသမီးတွေဟာတဲ့မိဘတွေကိုဝမ်းနေစေတတ်တယ်တဲ့ဝမ်းနေမျက်ရည်ကျစေတတ်တယ် ညာရှိတဲ့သားသမီးတွေကတော့ကိုယ့်ရဲ့မိဘကိုအမြဲတမ်းပဲပျော်ရွှင်ဝမ်းမြောက်စေတတ်တယ်တဲ့။ကျန်းချက်ကဒီတစ်ချက်ပဲမဟုတ်ပါဘူးเนาะနောက်တစ်ချက်ဖတ်ပြမယ်။နောက်တစ်ချက်ကတော့တုတ်တန်ကျန်းအခန်းကြီး15အငယ်20ဖြစ်ပါတယ်။ပညာရှိတော်သားဒီအဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။မိုက်တော်သားမူကမိမိအမိကို မထီမဲ့မြင်ပြုတတ်၏ဒီနေရာမှာလဲထပ်တစ်ခါကျွန်တော်တို့သတိပေးနေတယ် ပညာရှိတဲ့သားသမီးတွေဟာတဲ့ကိုယ့်ရဲ့မိဘကိုဝမ်းမြောက်စေတတ်တဲ့သူဖြစ်တယ်ပျော်ရွှင်စေတတ်တဲ့သူဖြစ်တယ်တဲ့ဒါပေမဲ့မိုက်မဲတဲ့သားသမီးတွေကတော့ကိုယ့်ရဲ့မိဘကိုဝမ်းနဲ့မျက်ရည်ကြစေလောက်တဲ့အထိမထီမဲ့မြင်ပြတတ်တယ်တဲ့မထီမဲ့မြင်ဆိုတာမလေးစားဘူးမယူသေးဘူးမိဘကိုလူရမသွင်းပဲနဲ့ရှောက်ရှောက်ဆဲတာရှောက်ရှောက်អော်တာရှောက်ရှောက်ငေါက်တာ အများရှိမှဆိုယူတီပြတလို့လို့လုတ်ပြီးမှအများမရှိတဲ့အခါမှာကိုမိပေါကိုဆက်ဆန်ချင်တယ်လို့ဆက်ဆန်တယ်အသက်ကြီးလာပြီးအဖိုးကြီးဖွားကြီးတွေအဲအဲ့လိုမျိုးတွေနော်သားသမီးတွေကအဲ့လိုဆက်ဆန်တယ်အဲ့လိုဆက်ဆန်တတ်တဲ့သားသမီးတွေကပညာရှိမဟုတ်ဘူးတဲ့ပညာရှိမဟုတ်ယုံတယ်မကဒီလိုသားသမီးဟာချိန်ချင်းအမင်္ဂလာကိုခံတော်သူဖြစ်တယ်ဆိုတာကျမ်းစာအားဖြင့်ကျွန်တော်နားလည်ရပါတယ်ဆိုတော့ပညာရှိဖို့ရန်အတွက်အင်မတန်ရည်ကြီးပါတယ်ပညာရှိတတ်ဖို့ ဒါဆိုရင်ပညာရှိဖို့ရန်အတွက်ကျွန်တော်တို့ဘာတွေလိုအပ်လဲနောက်ထပ်ကျမ်းချက်တစ်ချက်ဖတ်ပြပါဦးမယ်တုတ်တန်ကျမ်းမှာပါပဲတုတ်တန်ကျမ်းအခန်းကြီး9အငယ်30ဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏မူလအမြစ်ဖြစ်၏တန်ရှင်းတော်မူသောဘုရားကိုတိကျွမ်းသောသဘောသည်ဉာဏ်ဖြစ်၏ချက်တော်ညီကိုမောင်မားတို့တုတ်တန်ကျမ်းထဲမှာပဲကျွန်တော်တို့သတိပေးတယ်အတန်တန်သတိပေးတယ် ပညာရှိတဲ့တာသမီဖြစ်စေပါပညာရှိတဲ့တာသမီဖြစ်စေပါဘာလို့လဲဆိုတော့ပညာရှိတဲ့တာသမီဟာကိုမိဘကိုအမြဲတမ်းပဲပျော်ရွှင်အောင်ထားတတ်တဲ့သူဖြစ်တယ်ပညာရှိတဲ့တာသမီဟာကိုမိဘကိုဝမ်းမြောက်ပျော်ရွှင်စေတဲ့တာသမီဖြစ်တယ်ဒါကြောင့်အဲ့ဒီတာသမီတွေဟာကောင်းကြီးအပြည့်အဝခံစားရမယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်ဒါဆိုရင်ပြည့်တနာကပညာရှိအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်တို့ចောင်းစာကိုဟိုးတက်ကြိုးပွဲအများကြီးရဖို့ရန်အတွက်ကြိုးစားရမှာလားဒါနဲ့ တိုက်ရိုက်တော့မပတ်သက်ပါဘူး။တမာကျင်းစာထဲမှာပြောတဲ့ပညာဆိုတာကလောကီပညာကိုအဓိကပြောတာမဟုတ်ပါဘူးနော်။ကျင်းစာထဲမှာပြောတဲ့ပညာဆိုတာဖယားသခင်ကိုတည်ခြင်းကိုပြောတာ။ဗါတယ်လေ။ဖယားသခင်ကိုတည်ရှိခြင်းကိုပြောတာ။ဒါကြောင့်ချစ်တော်သားသမီးတွေမိဘကိုပျော်ရွှင်စေတဲ့ပညာရှိတဲ့သားသမီးဖြစ်ဖို့ဆိုရင်အအူးဆုံးကယ်တင်ရှင်ယေရှုခရစ်တော်ကိုအကျွင်းမဲ့ယုံကြည်လက်ခံတဲ့သူဖြစ်ရမယ်။ ဖယားသခင်ကိုတီးပြီးမှဖယားစကားအတိုင်းနာခံလိုက်လျှောက်တဲ့သူဖြစ်ရမယ်။ဒါဆိုရင်သင်ဟာမိဘကိုပျော်ရွှင်စေတဲ့သူဖြစ်တယ်။သင်ဟာမိဘကိုဝမ်းမြောက်စေတဲ့သူဖြစ်ပါတယ်။ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်မတော်ကျွန်တော်မေးချင်တဲ့အခုနားထောင်နေတဲ့သူတွေနော် comment ထဲမှာဖြေသွားကြည့်နော်။သင်မိဘတွေကိုသင်မျက်ရည်ကြောက်အောင်လုပ်ဘူးလား။မျက်ရည်ကြောက်အောင်လုပ်တယ်လို့ပြောလိုက်တဲ့အခါမှာတချို့ကဟိုဝမ်းဝမ်းမြောက်ဝမ်းတာတဲ့မျက်ရည်ကို တချို့ပြောကောင်းပြောမယ်အဲ့ဒါကိုအဓိကပြောချင်တာမဟုတ်မိဘတွေကသားသမီးတားလိမ်မာတဲ့အခါမှာသူတို့ဝမ်းသာလွန်းလို့ဝမ်းမြောက်လွန်းလို့မျက်ရည်ကျတဲ့အချိန်ရှိပါတယ်မရှိလို့မရှိဘူးလို့မပြောပါဘူးရှိပါတယ်ဒီကနေ့အဓိကအဲ့ဒါကိုပြောတာမဟုတ်အဓိကပြောချင်တာကမိဘကိုမထီမဲ့မြင်ပြုတော့သူမိဘကိုမယုံမသေးလှုပ်လိုက်လို့မိဘကိုအော်ဆဲကျိန်မောင်းတာတို့နော်ကုံကုံပြောမယ်ဆိုရင်ဝမ်းနေမျက်ရည်ကြအောင်လုပ်ဘူးပါဒလားသူပြောမယ်နော်အခုနားထောင်နေတဲ့သူတွေ တင်ဟာခရိယံယုံကြည်သူတယောက်ဟုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်မေးပြီမိဘကိုတင်ရဲ့လှုပ်ရဲ့တခုခုကြောင့်ဝမ်းနေမြေကြီးကြအောင်လှုပ်ခဲ့ဘူးပါဒလားအဲ့လိုလှုပ်ခဲ့တယ်ဆိုရင်ကျွန်တော်ပြောမယ်အခုကတည်းကအမြန်နောင်သားရဝန်ချတောင်းပန်ပါဘာလို့လဲဆိုတော့မိဘမြေကြီးကျွန်တော်တို့မိဘကိုမြေကြီးကြအောင်ဝမ်းနေမြေကြီးပြောတာနော် ဝမ်းတာမြေကြီးပြောတာမို့ဝမ်းနေမြေကြီးနာကြီးအောင်လုပ်ပြီးမှမိဘမြေကြီးကြောက်အောင်လုပ်ခဲ့ပေးတဲ့သူဟာအတ္တတားမှာဘယ်တော့မှမကောင်းစားပါဘူးထပ်ပြောမယ်ထပ်ပြောမယ်တေချာနားထောင်လားနော်မိဘကိုနာကြီးအောင်လုပ်ပြီးမှမိဘမြေကြီးကျွန်တော်တို့ကြောက်မိဘမြေကြီးဝမ်းနေမြေကြီးကြောက်အောင်လုပ်ခဲ့တဲ့သားသမီးတိုင်းကဘယ်တော့မှမကောင်းစားပါဘူးတသက်လုံးချိန်ချင်းအမင်္ဂလာပဲဖြစ်နေပါလိမ့်မယ်တမာချင်းစာထဲမှာအဲ့လိုအတန်တန်ကျွန်တော်တို့မှာထားတယ်ဒါကြောင့်အခုကျွန်တော်မေးချင်တဲ့နားထောင်နေတဲ့သူ သင်မိဘကိုတင့်ကြောင်းမျက်ရည်ကြားခဲ့ဘူးတဲ့ဝမ်းနေမျက်ရည်နော်နာကြီးတဲ့မျက်ရည်ဝမ်းနေတဲ့မျက်ရည်ကြားအောင်တင်လောက်ခဲ့ဘူးပါဒလားလောက်ခဲ့တယ်ဆိုလို့ရှိရင်အခုပဲဖခင်ဖခင်တခင်ရှိမှယူဝန်ချတောင်းပန်ပါမိဘရှိသေးတယ်မိဘမိဘရှိသေးတယ်ဆိုရင်မိဘစီမှာတွားပြီးမှဝန်ချတောင်းပန်ပါဖခင်တခင်စီမှာလည်းဝန်ချဆုတောင်းပါဒါမှအာမင်္ဂလာတင့်အထဲကနေ ပြေပြက်သွားမယ်မဟုတ်ရင်တင်တသက်လုံးမိဘမျက်ရည်ကြောင်းလှုပ်ခဲတဲ့အတွက်တင်တသက်လုံးအမင်္ဂလာတွေပဲဖြစ်နေလိမ့်မယ်မိဘမျက်ရည်တဆက်သားသမီးဒုက္ခတသက်ဆိုတဲ့စကားပုံကြားဘူးလားတမချင်းစာကအဲ့ဒီသဘောကိုပြောနေတာနော်မိဘမျက်ရည်ကျွန်တော်တို့ဝမ်းကျွန်တော်တို့အတွက်ကြောင့်ဝမ်းနဲ့မျက်ရည်ကြရတယ်ကျွန်တော်နာကြီးလို့ကျွန်တော်တို့သားသမီးတွေလှုပ်တာအတွက်ကြောင့်သူတို့နာကြီးရတယ်ဝမ်းနဲ့မျက်ရည်ကြရတယ်အဲ့ဒီလိုမိဘမျက်ရည်ကတင့်အတွက်ကြခဲ့တယ်ဆိုရင်တင်ဒုက္ခတသက်ဖြစ်သွားလိမ့်မယ် ဒါဖယားသခင်ရဲ့အာနိယာမကိုပြောပေးနေတာနော်ဖယားသခင်ကမိဘကိုယိုသိလို့ဆိုတာအဲ့ဒီနေရာမှာတာသမီတွေတာဝန်ဝတ်တရားရှိကြောင်းဖော်ပြနေတာအဓိကဒီကနေ့မနေ့မှာဖော်ပြချင်တဲ့တာသမီကျင်ဝကမိဘတွေကိုပြောအောင်ထားပါโอเคထပ်ပြောမယ်နော်မိဘတွေကိုကိုကြောင့်တင်ကြောင့်အခုတာသမီလှုပ်တဲ့တင်ကြောင့်ဝမ်းနေမြည်ရင်နာကြီးမြည်ရင်စင်းရဲမြည်ရင်မကြပါစေနဲ့အဲ့လိုကြစေတယ်ဆိုလို့ရှိရင်တင်းဒီအမင်လာခံရတဲ့သူဖြစ်တယ် အမြန်နောင်တရပါတချို့ကပြောကောင်းပြောမယ်ဆရာကြီးကျွန်မကတော့အားနေချက်ရှိတယ်ကျွန်တော်အားနေချက်ရှိတယ်ဒါဆိုရင်ကျွန်တော်ဘယ်လိုပြုပြင်ရမလဲပြုပြင်ရမယ်အကောင်းဆုံးနီလန်ကတော့တမာကျင်းစာတိုင်းသွားပါဘာလို့လဲဆိုတော့ကျင်းစာထဲမှာပေါ်ပြတယ်လေကျွန်တော်တို့ပညာရှိတဲ့သားသမီးလှုပ်ဖို့ရန်အတွက်ဖယားကိုတည်တော်သူဖြစ်ရမယ်အာမင်သင်ဖယားကိုတည်လားတချို့ကဖယားကိုတည်ပဲတည်တယ်အုံနောက်ထဲမှာပဲတည်လားလက်တွေ့မလိုက်လျှောက်လက်တွေ့မလိုက်လျှောက်တဲ့အတွက်ကြောင့်ပညာရှိတဲ့သားသမီးဖြစ်ချင်ပြီးမှမဖြစ်လာဘူး ်ပညာရှိတဲ့သားသမီးဖြစ်ဖို့ရန်မိဘကိုပျော်အောင်ထားနိုင်ဖို့ရန်အတွက်တမာချင်းစာအတိုင်းတွာလာအသက်ရှင်ပါလို့ခွန်အားပေးခြင်းနဲ့โอเคเนาะနှီးကုန်းချုပ်ရအောင်ဆိုတော့ဒီကနေ့ပြောသွားတာကတမာချင်းစာအရာခရိယန်သားသမီးကျင့်ဖို့အပိုင်းနှစ်ကိုပြောသွားတယ်အဓိကပြောသွားတာစကားတခွန်ပဲเนาะတင်မိဘကိုမျက်ရည်ကြောင်းဝမ်းနေစင်ရဲမျက်ရည်ကြောင်းလုံးဝလုံးဝမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ ပါသမီလှုပ်တဲ့သူကမိဘကိုဝမ်းနဲ့ဆင်းရဲတဲ့မျက်ရည်ကျစေခဲ့မယ်ဆိုရင်တသက်လုံးကျွန်တော်တို့ဆင်းရဲနေရလိမ့်မယ်။ကြိမ်ချင်းအမင်္ဂလာဖြစ်နေလိမ့်မယ်။တကယ်လို့ဒီတရားဒေသနာကိုနားထောင်ပြီးမှသင်အဲ့လိုမျိုးပြစ်မှားခဲ့တယ်ဆိုရင်အမြန်နောင်တရပါအခုကလေးကနောင်တရပါနော်အခုတရားဟောနေရင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်တရားဒေသနာနားထောင်နေတဲ့တန်ရှင်တော်ဝိညာဉ်တော်တင့်ကိုတူထိတာဖွင့်ပြတာကျွန်တော်ဗဇက်အဖြစ်တင့်ကိုတတိပေးတာ တင်ပါလို့အမြဲတမ်းဆင်းရဲနေရလဲတင်ပါလို့လှုပ်လျားမှမအောင်မြင်ဘဲနဲ့ဆင်းရဲနေရလဲဆိုရင်တင်းရဲ့မိဘကိုတင်မြင့်ရေကြောက်အောင်လှုပ်ခဲလို့ဖြစ်တယ်။ဒါကြောင့်အဲ့ဒီຢာတွေရှိခဲ့တယ်ဆိုရင်နောင်တရပါဒီကနေ့ကနေစပြီးတော့မှမိဘတွေရှိသေးတယ်ဆိုရင်မြင့်ရေကြောက်အောင်မလှုပ်ပါနဲ့သူတို့ကိုပျော်ရွှင်အောင်ဝမ်းမြောက်အောင်လှုပ်ပါ။ဒါမှသာလင်တင်ကောင်းကြီးရမယ်။အာမင်။တကယ်လို့မိဘမရှိတော့ဘူးဆိုရင်လဲဝန်ချတောင်းပန်ပါဖရာသခင်ရှိမှာ။ဒါမှအမင်္ဂလာပြေသွားမှမင်္ဂလာဖြစ်လိမ့်မယ်လို့ခွန်အားပေးနေနှီးကုံချုပ်ပါတယ်။အတူတူကဆုတောင်းရအောင်။ ကျေးဇူးတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲမိဘတွေကိုမျက်ရည်မကျပါစေနဲ့မိဘတွေကိုပျော်ရွှင်စေပါမိဘတွေကိုပျော်ရွှင်ဝမ်းမြောက်စေတဲ့သာသမီဖြစ်စေပါဆိုမှနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့တုံတင်တယ်မိဘတွေကိုပျော်ရွှင်ဝမ်းမြောက်စေတဲ့ပညာရှိတဲ့သာသမီဖြစ်ဖို့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သွားလာဖို့ရန်အတွက်လဲတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့မာစားတယ်ဖွင့်ပြတဲ့တန်ရှင်တော်ဝိညာဉ်တော်မာစားတဲ့တန်ရှင်တော်ဝိညာဉ်တော်တတိပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေဟာလေလုယား အတ္တတာမှာကျွန်တော်တို့အားနည်းချက်များကိုကိုရောဖျားဒီကိုညီပေးလက်လက်တွေ့အတ္တတာမှာကျွန်တော်တို့ရဲ့မိဘများကိုပျော်ရွှင်စေတတ်တော်သားသမီးဖြစ်ခွင့်ပေးပါမိကြောင်းကျွန်တော်တို့ရဲ့အားနည်းချက်များမတိခဲတဲ့လှုပ်မားတဲ့အပြစ်များကိုလည်းကိုရောခွင့်လွတ်ခွင့်လွတ်ပေးတော်မူပါမိကြောင်းဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖေယားအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့